အားလုံးပဲမင်္ဂလာပါရဲဘော်ရေးဒီ channel ကနေပြန်လည်ကြိုဆိုပါရစေအဲဒီနေ့က၄ရက်စက်တလ95ပေါ့နော်အဲ့တော့ကျွန်တော်အစီအစဉ်လေးမစားခင်ကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည်စုံပါစေလို့ဆုမကောင်းတောင်းပေးပါရစေအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်ရှမ်းမြောက်ဒေသပေါ့နော်ရှမ်းမြောက်တိုက်ပွဲတွေရှမ်းမြောက်ဒေသမှာ ဖြစ်ခဲ့တဲ့နောင်ချိုကြောင်မဲတီပေါ်လာရှိုးအခုနောက်ဆုံးမိုးကမိုးမိတ်ပေါ့ဗျာเนาะ အဲမျိုးတွေကနေတော်လိုင်းကြီးတက်ဖွဲ့တွေယာယီစုပ်ဖွဲ့ပြီးလဲရတယ်ဆိုတဲ့သတင်းတွေပေါ့နော်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေရဲ့စိတ်ထဲမှာမကျေနပ်မှုတွေခံစားချက်ပြင်းထန်တာတွေစိတ်ဓာတ်ကျမှုတွေအားငယ်မှုတွေဖြစ်နေကြမယ်ဆိုတာကျွန်တော်ဘောင်းသိတယ်သိပါတယ်နော်အဲ့တော့မျိုးတစ်မျိုးကိုလက်လွတ်လိုက်ရတိုင်းဟာဒေါ်လိုင်းကြီးရရှုံးနေပြီလားဟာဒေါ်လိုင်းကြီးကဒီတိုင်းပဲသွားတော့မှာလားဆိုပြီးမေးခွန်းထုတ်တတ်ကြတယ်ပေါ့နော် ချိုးရီကျတော့လည်းကိုမကျင်တတ်တဲ့အဖွဲ့အစည်းပေါ့ဥမာ NUG ပေါ့ဗျာနော်ကိုမကျင်တတ်တဲ့အဖွဲ့အစည်း NUG ကိုလည်းမကျင်တတ်တဲ့အဖွဲ့အစည်းအချို့ကတော်တော်ပြင်းနေဗျာနော်အဲကိုမကျင်တတ်တဲ့လူပုဂ္ဂိုလ်ပေါ့နော်အဖွဲ့အစည်းလူပုဂ္ဂိုလ်ဒီလိုလူမျိုးတွေကိုတိုက်ခိုက်ဖို့အတွက်ဒါမင်းတို့တော်လန်ကြီးကကြာဆုံးသွားပြီဆိုတော့ရည်ရွယ်ပြီးတော့မှနော်တော်လန်ကြီးကရှုံးနေပြီဆိုပြောနေကြတဲ့သူတွေလည်းတွေ့တယ်ပေါ့နော်ကျွန်တော်တို့က NUG ကိုကြိုက်တယ်မကြိုက်တယ်အတပိုင်း ် NUG သည်လက်ရှိဒေါ်လာရေးမှာမရှိလို့တော့မဖြစ်ဘူးရှိကိုရှိနေရမယ်ရှိရမယ်ရှိရမယ်မရှိလို့မဖြစ်ဘူးဒါမှမဟုတ် NUG မှာပြုပြင်ပြောင်းလဲရေးတွေအမှန်တကယ်လုပ်ဖို့လိုအပ်နေတာအများကြီးရှိတယ်ပေါ့နော်နောက်ထပ်ပါဟုတ်ကဲ့ကျွန်တော်စကားလမ်းကြောင်းလွှဲသွားမယ်နော်ပြောချင်တာတွေလွှဲသွားမယ်အဲ့တော့ချို့ကအဲ့လိုမဟုတ်ဘူးချို့က NUG ကိုလုံးဝကိုအပြတ်ပြင်းတာအပြတ်ပြင်းနေတဲ့လူတွေကဒေါ်လာရေးဒေါ်လာရေးတွေကလူတွေမဟုတ်ဘူးဒေါ်လာရေးပြင်ပကဥပမာနိုင်ငံခြားရောက်နေတဲ့သူတွေ ော်ဒါဒါမျိုးတွေကိုတော်လိုင်းပြင်ပကလူတွေတော်လိုင်းကြီးတွေမှာတကယ်တိုက်နေတဲ့လူတွေက NGO ဘင်းတဲ့လူတိတ်မတွေ့ရအောင်အဲဒီဦးချင်းမျိုးတို့ဘာလို့ဆိုတာကလည်းဟိုသူတို့ကဘင်းတယ်ဆိုတာတဲ့သူတို့ကလည်းလမ်းကြောင်းမှာပေါ်တင်ပေးနေတာအမုန်းခံပြီးတင်ပေးနေရတယ်နော်အဲဒီမြေပြင်မှာတိုက်နေတဲ့သူတွေအနေနဲ့ NGO ကိုဘင်းတာတိတ်မတွေ့ရအောင်ပေါ့နော်ပြောရရင် NUG ရဲ့ဟာခွက်တွေပြုတ်ခွက်တွေ မှားတာတွေအများကြီးရှိနေပေမဲ့မြေပြင်မှာအဖွဲအချင်းချင်းလှုပ်ဆောင်ရတာတွေကအဆင်ပြေတာတွေရှိတယ်။ဥပမာဆောင်ရမှုတွေအများကြီးရှိတယ်။ဒါကြောင့်လည်းတိတ်အတံထွက်တာပေါ့နော်။အဲ့တော့အဲ့လိုပြောနေတာတွေ့ရတယ်ပေါ့ဗျာပြောချင်တာတော့။ဒါကြောင့်ကျွန်တော်လည်းရှုံးနေပြီလားလို့ပြောတဲ့အဲ့ဒီထင်မြင်ချက်ကိုကျွန်တော်ဒီနေ့ပြောချင်တာ။အဲ့ဒါပါလဲဆိုတော့လုံးဝမှားနေပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာအဲ့ဒီထင်မြင်ချက်ကမှားပါတယ်ကျွန်တော်တော်လိုင်းမရှုံးပါဘူးမရှုံးနေပြင်တော်လိုင်းကြီးကအနိုင်ပါတယ် အနိုင်မှာရှိနေတာပါခန်းစားချက်ရကျွန်တော်တို့ကရှောက်ပြောနေကြတယ်အာမင်းအောင်လိုင်းကိုမြို့ရင်းပြန်ပြေးရတော့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့เนาะတကယ်တမ်းတော့အခုလက်ရှိအခြေအနေကစစ်တပ်ရဲ့တမိုင်းမှာเนาะမင်းအောင်လိုင်းကြောင့်เนาะစစ်တပ်ရဲ့တမိုင်းမှာအကြီးမားဆုံးအရှုံးနဲ့ရင်ဆိုင်ရတဲ့အခြေအနေပဲကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေရဲ့အကြီးမားဆုံးသောနေမီထိန်းချုပ်မှုအောင်ပွဲကိုရယူထားနိုင်တဲ့အခြေအနေဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာပြောချင်တာ ။ဟာမျိုးတွေပြန်ပေးရတာအဲ့ဒါထိတ်ချုံနိုင်တာလားဘာလားပေါ့နော်။ဒီလိုပေးစရာအများကြီးပေါ့နော်။မေးခွန်းထုတ်စရာတွေပေါ့နော်။အဲ့တော့အဲ့ဒါကိုကျွန်တော်ရှင်းပါမယ်။အဲ့တော့နောင်ချိုကြောင်မဲတီဘောလာရှူ။ဒါကအကြမ်းဖက်စစ်ကောင်စီဘက်ကိုလုံးဝပြန်ပေးလိုက်ရပြီ။နောင်ချိုကြောင်မဲတီဘောဆိုတာလည်းခင်ဗျားတို့မြင်တဲ့အတိုင်းပဲ။ရေကုန်ရေကန်းတိုက်ပြီးတော့မှရသွားတာမဟုတ်ဘူး။ဖြည်းဖြည်းချင်းဆက်သွား။ဒီပြင်းချင်းဆက်သွားခင်ဗျာဘလောက်များကြာလို့လဲကျွန်တော်တို့ဒီ DNL ကတက်ဖွဲ့ပါနေပြင်းပြင်းချင်းဆက်သွားတယ် ဘာဖြစ်လို့လဲဆိုတော့ဒီအတိုင်းဝုန်းကနေပြန်ပေးလို့မရအောင်ဝုန်းကနေပြန်ပေးလို့ရှိရင်ပြည်သူရဲ့ပြည်သူတွေရဲ့ပေါ့နော်ခံစားချက်ကိုထိန်းရတာဒါကနိုင်ငံရေးကစားွက်တွေဒီတိုင်းဟုတ်ပြီကျွန်တော်တို့ဒီသူတို့ဟိုင်ငင်မှာပေါ့နော်ဟိုင်ငင်ဆွေးနွေးပြီးမှဟုတ်ပြီအဲ့မျိုးတွေကွာပြန်ပေးမယ်လက်မှတ်ထိုးလိုက်ငါတို့အဲ့မျိုးမျိုးတွေကမင်းတို့ဟိုမှာပြည့်နေဆိုပြီးတော့အဲ့လိုမျိုးလက်မှတ်ထိုးလိုက်ရင်ပြည်သူရဲ့မျက်မှောက်ကျမှုကိုကောင်းကောင်းခံရလိမ့်မယ်အဲ့ဒါကြောင့်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်း တိုင်းရင်ဆုပ်တိုင်းရင်ဆုပ်တိုင်းရင်ဆုပ်ပေါ့တိုင်းရင်ပေးတိုင်းရင်ပေးပေါ့အဲ့လိုပြီးသွားတယ်တော့ဒီအရာတွေကိုပြီးရမယ်ဆိုတာကျွန်တော်အခုမှမရတော့ကတော့အစိုးရတွေကသဘောတူညီပြီးသားဖြစ်နေတယ်လို့ကျွန်တော်တို့ထင်နေဗျเนาะအဲ့တော့မိုးကုတ်မိုးမိတ်ကိစ္စမိုးကုတ်မိုးမိတ်ကလည်းပြောရလို့ရှင်အခုအချိန်ထိအပြည့်ကိုပေးရတယ်လို့ပြောလို့မရသေးဘူးเนาะမိုးကုတ်မိုးမိတ်ကျွန်တော်တို့အခုမိုးကုတ်မြို့မှာဆိုလို့ရှင်ဒါအညာတော်တိုင်းအညာသားတော်တိုင်းတက်ဖွဲ့ရတာရောက်နေပြီเนาะအညာသားတွေကတည်တဲ့အတိုင်းပဲเนาะညာသားတွေက ပြင်းမဲ့ဆိုတာကြီးပဲเนาะအညာသားကတော့ဟုတ်အရင်တည်းကနာမည်ကြီးတယ်ဗျာเนาะအညာသားဆိုရဲကောင်းလေညူညူတုတ်တုတ်ဟာလာအာယူသားတယ်လက်စပြင်းတယ်ဟာလာအညာသားတွေအဲ့တော့အညာသားတွေမိုးကုတ်ကရောက်နေအဲ့လိုပဲမိုးကုတ်ကရှိတယ်ပြည်သူတွေကလည်းဒါပူပေါင်းပေါင်းမှုရှိတယ်လို့ပြောလို့ရတာပေါ့เนาะအဲ့တော့ဟိုဘက်မှာတော့တမျိုးလုံးဘုံကျဲခိုင်နေတယ်เนาะဟိုဘက်ဟိုဘက်ရက်ကွက်မှာတော့အဲ့တော့ကျွန်တော်တို့မိုးကုတ်သူမိုးကုတ်သားတွေအနေနဲ့လဲအာဒီတိုက်ပွဲကို အနိုင်တိုက်ဖို့စဉ်းစားထားဖို့ပေါ်ပါတယ်နော်တနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူတွေလည်းမိုးကုတ်ဝိုင်းရံဖို့ဒီနေရာနေ့ထပ်ဆင့်ပြီးတော့မှတိုက်တွန်းခြင်းပါတယ်နော်အဲ့တော့ဟုတ်ပြီဒါတွေကပြောရလို့ရှင်ဒီနောက်ချိုတောင်မဲ့တီဘောလာရှုဖို့မိုးကုတ်မိုးမိတ်ဒီကိစ္စတွေကစီရေးရရှုံးနေတာမဟုတ်ပါဘူးနော်တကယ်တော့ဒါဟိုပြောရလို့ရှင်တန်တရီကပထဝီသဘောတရားရပြောမယ်ဆိုလို့ရှင်သူရားတင်တာကအခုသဘောတူညီချထားတယ်ပေါ့နော်သူ့ရဲ့မူလရည်မှန်းချက်နေနေ နမ်ဆန်နမ်ဆန်ကိုဗဟုပြုတဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဲ့ဒီဒါအဓိကအဲ့ဒီဒါအဲ့ဒီမှာ DNL ကဘာလုပ်လဲဆိုတော့ဒီတစ်တုံညာနှစ်ခုစစ်စင်ရင်မှာအဲ့ဒီနမ်ဆန်ပလောင်အုပ်ချုပ်ခွင့်ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုခိုင်မအောင်တိဆော့ပြီးတော့မှသူကဒီသူ့ပါဝင်ခြင်းရနေမြေတွေမကပဲနဲ့သူပိုင်ဆိုင်လို့တဲ့နေမြေဟိုဘအပြင်ဘက်ကြီးကြဲကြဲပြန့်ပြန့်ကိုသူတက်မိန်ကိုတင်ပြလိုက်တာ ဒီမှာကျွန်တော်မြင်တာပြောတာနော်မှားခြင်းလည်းမှားလိမ့်မယ်ဘာဖြစ်လို့ဆိုတော့တယောက်နဲ့တယောက်အတွေ့အကြုံမတူဘူးပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်နဲ့မတူတဲ့ရှုထောင့်မှာရှိနေလိမ့်မယ်တချို့မိတ်ဆွေရှိနေတယ်ရှိရင်ချယူပါနော်ကျွန်တော်ကောင်းမမှာရေးပြပါဘာလို့ဆိုတော့ကျွန်တော်အာကျွန်တော်လည်းအကြံပွင့်တော့အော်အေးဟုတ်ဟုတ်တယ်ဒါဖြစ်နိုင်တယ်ဆိုတော့နော်နောက်တစ်ခါမှာကျွန်တော်ပြောတဲ့အခါမှာဒါတွေကိုကူကားပြီးကျွန်တော်ပြောလို့ရတယ်ပြောလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေရတယ်ကျွန်တော်ရဲ့ကျွန်တော်ကိုပြန်တင်ဆက်သူတွေပါပဲနော်ချို့ကောင်းမနေဆိုကျွန်တော်ပြန်တင်ဆက်နေတယ်လို့ကျွန်တော်ပြန်ခန်းစားရတယ်အဲ့ဒါအာဒီလိုဒီလိုဒီလိုရှိတယ်အေးဟုတ်တာပဲဆိုတော့နော် အဲ့ကျွန်တော်ဖိတ်ခေါ်ပါတယ်လေးလက်လေးစားပါတယ်เนาะအဲ့တော့ကျွန်တော်အဲ့လိုထင်တယ်ပေါ့เนาะဒီ TNL ရဲ့သူ့ရဲ့ပိုင်ဆိုင်မှုအပြင်ဘက်ကိုသူခြေခြေပြပြထိုးဖောက်ပြီးတော့မှတမင်ကိုတိမ့်ပိုက်လိုက်တယ်လို့ကျွန်တော်ကထင်တယ်ပေါ့เนาะအဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့လိုတိုးချဲ့ပြီးတိမ့်ပိုက်ထားတဲ့အခါမှာဒီနောင်ချိုးကြောင်မဲတီဘောမိုးကုတ်မိုးမိတ်အဲ့မျိုးတွေကသူတို့ပလောင်လူမျိုးတွေအများစုနေထိုင်တဲ့ဒေသမဟုတ်ဘူး ရှမ်းဗမာလီစုစတဲ့เนาะတခြားတိုင်းသားတွေရုံးအရှမ်းများတယ်เนาะရုံးတော့နေထိုင်နေဒီသားတွေအဲ့လိုဒီသားတွေဖြစ်တယ်အဲ့တော့ DNL ကဒီမျိုးတွေကိုသူတိမ့်ပိုက်လိုက်ခြင်းအစီရေးရကြီးမားတဲ့အသာစီးနဲ့နိုင်ငံရေးရဖိအားပေးမှုကိုတိဆောက်လိုက်တာပဲစီရေးရကြီးမားတဲ့အသာစီးနဲ့နိုင်ငံရေးရကြီးမားတဲ့ဖိအားပေးမှုကိုတိဆောက်လိုက်တာကျွန်တော် MyTV မှာခဏခဏပြောတယ်စကားကောင်းကောင်းပြောဖို့အတွက်ဒုတ်ကြီးကြီးကြိုင်တာဆိုအဲ့ဒါပဲ ျွန်တော်တို့ကဟိုဈေးတစ်ခုရောင်းမယ်ဆိုလို့ရှိရင်အ short term လုပ်ဖို့အတွက်ဈေးတစ်ခုကတော့ကျွန်တော်တို့တင်ထားရတယ်ကျွန်တော်တို့နောက်ဆုံးဈေးကဘယ်လောက်ဆိုတာကျွန်တော်တို့ရှိတယ်ဥပမာ100နဲ့ရောင်းမယ်ပြည်စီကိုကျွန်တော်တို့120လောက်နဲ့တင်ထားရတယ်20ကကျွန်တော်တို့ကလုံးဝ short အဲ့ဒီမှာမှ short term short term လုပ်ရင်လည်းကျွန်တော်တို့ကတရားနဲ့၅လောက်ကြံမယ်ဆိုရင်ဒါကျွန်တော်တို့ကအမြတ်ပဲဒါပေမဲ့ကျွန်တော်တို့ကကန့်ထားတာတရားတဘောအရာပဲအဲ့တော့စီးရအတာကြီးကြောင်းအောင်ယူပလိုက်တယ် ဒါစီကြီးမှယူထားတယ်ယူထားပြီးတော့မှဆွေးနွေးတဲ့အချိန်မှာနိုင်ငံရေးကဖီအားကိုတိဆောက်လိုက်တာတိတ်ကောင်းတယ်ဟာဘာကင်းနီပါဝါလို့ခေါ်တယ်အဲ့တော့အတူရတကယ်နေရာကခုနကျွန်တော်ပြောခဲ့သလိုပဲငန်းဆန်းကိုဘိုးပြုပြီးတော့မှကျွန်တော်တို့အခုကုတ်ခိုင်တို့နံခမ်းတို့နော်နောက်မိုင်းလုံးနံမတူစသဖြင့်ပေါ့နော်အဲ့မျိုးတွေအဲ့မျိုးတွေကိုအဲ့နာတဝိုက်ပဲနော်ဆက်ဆက်နေတဲ့မျိုးတွေ ဲ့မျိုးလိုဒုံးဆိုသူထိန်းချုပ်နေပြီဖြစ်သွားအဲ့တော့စီးရဲနိုင်ငံရေးရာသူကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီလိုနောင်ချိုလို့နောင်ချိုလို့ဒီကြောက်ပဲလို့တီဘောလို့နော်လာရှိုးလို့ပေါင်းပြီးတော့မှတိုက်ပလိုက်တာတိုက်ပလိုက်တော့အဲ့မှာမင်းအောင်လိုက်အရှိုက်ကိုကောင်းကောင်းကန်ထုတ်ပလိုက်တာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာတွေကပြောင်းလို့လမ်းမကြီးပေါ်မှာရှိတာဒါတွေကိုထိန်းချုပ်လိုက်တဲ့အခါကျတော့တော့ကမြေပြင်ပြာသူ့မှာရမယ်ပတ်စံနေရှိရဲ့နောက်က ဒီ logistic လမ်းကြောင်းမှာဒါကြီးကိုလုံးဝကြီးကိုမင်းဖြတ်ထောက်ပလိုက်တာအသေးနာပါဘောအဲ့တော့ तू အဓိကဒီ area तू မရရအောင် तू ပြန်တော့တရုတ်ကလည်း तू ဖီးယားပြန်ပေးတယ်ဖီးယားပြန်ပေးငါလမ်းကြောင်းတွေပြန်ဖွင့်ဖို့တရုတ်ကဖီးယားပေးတယ်ဒါတော့ကောင်းကောင်းနားလည်ထားတယ်ကွာအဲ့ဒါကို MDA နဲ့ DNA တွေကကောင်းကောင်းကစားသွားတာကြာအဲ့တော့နောက်ဆုံးကတရုတ်ရဲ့စီစံမှုနဲ့နောက်ချူကြောင်းမယ်ဒီမျိုးတွေကိုပြန်ဆုတ်ခွာပေးတယ်ပြီးလို့ရှိရင် DNA ရဲ့မူလနေမျိုးကို လုံးဝလာပြီးတော့မှရန်မရှာဘူးနိုင်ငံရေးအာမခံချက်ယူလိုက်တယ်အရင်တော့ तू အဲ့လောက်မှမပိုင်ဘူးဟုတ်တယ်မလားနမ်ဆန်အောင်ဒေသလောက်ပဲပိုင်တယ်နော်အဲ့လက်ရှိသူ့ရဲ့နေမီတွေကိုလုံးဝအာမခံရယူတယ်။မင်းဘာမှငါ့ကိုလာမထိနဲ့ဆိုပြီးတော့အဲ့တော့သူပိုင်ဆိုင်ထားတဲ့မြို့တွေကိုသူကောင်းကောင်းစုပ်ကန်ပြီးတော့မှအခြားမြို့တွေကိုမြက်ကွယ်ပြလိုက်တယ်။အဲ့ဒါပဲ။အဲ့တုတ်ကြီးကြီးကန်ပြီးတော့မှနိုင်ငံရေးစကားပြောတာပဲ။အဲ့လိုတော့တွေ့ရတယ်ပေါ့နော်။ ော့အဲ့တော့ MNDA MNDA ရဲ့ရည်မှတ်ချက်ကလည်းဒါပဲသူ့ရဲ့ကုကံကုပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကန်ကုန်းချမ်းဒါအဓိကကြတယ်အဲ့ဒီနေရာတွေကိုသူအပိသက်ထိန်းချုပ်ဖို့လိုတယ်ထိန်းချုပ်ဖို့ဆိုလို့ရှိရင်သူ့ရဲ့အပြင်အပြင်ရည်မှတ်ချက်နေရာတွေပေါ့နော်ဒီနေမြေကြီးကိုသူအောင်မြင်စွာသိမ်းပိုက်နိုင်မှာ TNL လိုပဲနေမြေကြီးကိုသူအဲ့ဒါကြောင့်တို့ချဲ့ပြီးတော့မှတိတ်ပိုက်ခဲ့တယ်လို့ပြောလို့ရတာပေါ့เนาะအဲ့တော့အခုဆိုလို့ရှိရင်သူကွန်းလုံးတို့မုံကိုတို့เนาะအဲ့နေရာတွေတာ ိန်နီတို့ကဲအဲ့နေရာတွေသူတခါတည်းတိန်ပြီးသွားပြီလာရှိုးထိသူတက်တိန်တယ်ဘာဖြစ်လို့လဲဆိုတော့ခုနကမာမြူကကြားတယ်ကြောင်မဲတီပေါ်နောင်ချုံကြောင်မဲတီပေါ်လာရှိုးတဒန်းနဲ့အဲ့မှာလာရှိုးထိကိုကောက်တိန်လိုက်တယ်ပြီးတော့မှအဲ့လမ်းကြောင်းကြီးကိုသူတို့ကပြန်ထားခဲ့ပြီသူတို့ဒေတာတွေကိုသူတို့ပြန်ပြီးတော့မှဟိုဘက်တွေပဲပြန်ဆုပ်သွားတယ်ခလောက်ဘလောက်ထိမာမြူကကြားတယ်လဲဆိုတော့ဟိုဘက်တွေပဲပြန်ဆုပ်ပြီးလေရောမင်းရှိဘူးအဲ့မှာမှသူတို့ကဘာလုပ်ထားလဲဆိုတော့မူဆယ်မှာသွားထိုင်လာတယ်၃ဖွဲ့မူဆယ်က မူးစဲဂိတ်မှာငါတို့လည်းရပိုင်권ရှိတယ်ငါတို့နယ်မြေနဲ့တဆက်တည်းဖြစ်တယ်ဟိုဘက်တကတဆက်တည်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့ငါတို့လည်းထိုင်နေဆိုပြီးတော့အဲ့လိုမူးစဲမှာထိုင်တာအဲ့မူးစဲမှာထိုင်တာတဲ့ကိစ္စကိုတရုတ်ကမင်းတို့ဖယ်ပေးလို့မပြောဘူးအဲ့လိုမျိုးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီမဟာပြူဟာရည်ရချက်ကလောက်ကင်ပတ်ပတ်လေဒီသလုံုံရေးရသွားတဲ့အပြင်စီးပွားရေးရလည်းတန်ဖိုးရှိတဲ့နေမြေတွေကိုအကျန်းဖတ်စစ်ကောင်စီကြီးကလည်းလုံးဝကိုဗျာပြောရလို့ရှိရင်လုံးဝကိုလူယူလိုက်ပြီးတော့မှပြန်မလူနိုင်အောင်လုပ်လိုက်တာ အဲ့ဒါကြောင့် last show ကိုပြန်ပေးပြီးတော့မှသူပိုင်ထားတဲ့တခြားမျိုးတွေကိုဖိအားမပေးဖို့အတွက်နိုင်ငံကြီးကတုံ့ကြီးကြီးနဲ့စကားပြောခဲ့တာပဲစကားကောင်းကောင်းပြောခဲ့တာအဲ့လိုသွားတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကပြောလို့ရှိရင်အချမ်းဖတ်စစ်ကောင်စီရဲ့အင်အားတွေကိုလည်းကျွန်တော်တို့ကွဲပြားပြီးတော့မှတကွဲတပြားစီ ဖြစ်ပြီးတော့မှဖိအားတွေအများဆုံးပေးနိုင်ခဲ့တယ်နောက်တကအချမ်းဖတ်စစ်ကောင်စီရဲ့လုံးဝရန်မူရန်စလို့မရတဲ့ သူတို့ရဲ့မူလရည်မှန်းချက်နေမီတွေအပြင်เนาะနေမီတွေအပြင်တိုးချဲ့ပြီးတော့မှเนาะတရားဝင်တဲ့လောက်နှီးပါအပြစ်ရက်ပြီးတော့ဒါအုတ်ချိုရေးစနစ်ကိုတိဆောက်ခွင့်ရသွားတယ်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနှီးပါကိုအကြမ်းဖက်စစ်ကောင်စီလက်ကလုံးဝကင်းစင်အောင်လက်ရှိထိန်းချုပ်နိုင်လိုက်တဲ့အခြေအနေဖြစ်သွားတာပေါ့เนาะအဲ့တော့ကြံတော့ကြံနေတယ်ကျွန်တော်တို့ဒီဒီဘက်တန်ရန်တို့ဘက်တော့ကြံမယ်နောက်တစ်ခါအခုပေးလိုက်ရတဲ့မျိုးတွေကြံမယ် အဲ့မျိုးတွေကဘယ်သူနဲ့တက်ဆိုင်လဲဆိုလာမယ်ဆက်ပြီးတော့เนาะအဲ့တော့ပြောချင်တာကဒီမျိုးတွေကို ပြန်ပြီးတော့ပေးလိုက်ရတာဟာအချမ်းဖက်စစ်ကောင်စီကအတင်းပြန်တိုက်ယူလို့မဟုတ်ဘဲနဲ့ကျွန်တော် TNL ရဲ့ MND ရဲ့သူတို့ပိုင်ဆိုင်ထားတဲ့လက်ရှိနေမြေတွေအေးချမ်းချမ်းနဲ့เนาะအုပ်ချုပ်ရေးတွေလုံနိုင်ဖို့အတွက်နိုင်ငံရေးအရထိုးပေးလိုက်တဲ့လဲလဲမှုဖြစ်တယ်ဆိုတော့ကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်အဲ့တော့တချို့ကပြောမှာပေါ့ဟာအဲ့မျိုးတွေတင်းတော့ပြီးဆက်ရတဲ့ အသက်တွေအများကြီးပဲအဲ့အသက်တွေဘလို့ဘလို့လုပ်မလဲဘလို့ပြောမလဲဆိုအဲ့ဒီမှာပြဆက်ရတဲ့အသက်တွေကကျွန်တော်တို့ဗမာ PDF တွေပါတယ်လို့သူတို့ပလောင်တိုင်းသားပေါင်းစုံပါတယ်ဗျာနော်ဟိုကရင်တို့ဘာလို့တော့ပါသေးတယ်အဲ့အသက်တွေဘာကြောင့်ပြဆက်လဲအဲ့နေနေတွေတည်တတ်ခိုင်မြဲဖို့အတွက်အဲ့အသက်တွေပြဆက်လိုက်ရတာအခုဆိုလို့ရှိရင်ဗိုလ်ချုပ်တာဘုန်းကြီးကပြောထားတယ်ရင်တော့90တုန်းကငင်းချင်းလက်မှတ်ထိုးတုန်းကနော် အဲကိုနေရကိုပြန်ပြီးရတဲ့ဟာမျိုးတွေရှိခဲ့တယ်ဒါပေမဲ့ဒီအခြေအနေကအခုအဲ့လိုမဟုတ်ဘူးဆိုပြီးတော့မှသူပြောထားတဲ့စကားရှိတယ်ပြောရလို့ရှိရင်တော့သူတို့ရဲ့နေနေတွေကတွတ်တက်ပြီးတော့မှဒါအန်ဒီရကင်းစင်သွားတဲ့အတွက်အရင်တော့အလိုနှင်ထုတ်တာတို့ဘာတို့ကို1990ရွေးကော sorry 1990ငင်းချမ်းငင်းချမ်းဆွေးနွေးသလိုမဟုတ်ဘူးဆိုတာမျိုးသူတင်ထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်ဟိုရှစ်ဘူးတွေမှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့တော်လိုင်းကြီးတက်ဖွဲ့တွေနေနဲ့အဲ့ဒီမှာစုဖွဲ့မှုလုပ်လို့ရတယ်လက်နက်တက်ဆင်မှုလုပ်လို့ရတယ်တင်တန်းတွေပေးလို့ရတယ်ဒီလိုအခြေအနေမျိုးကို မိမိရရပိုင်ဆိုင်သွားတယ်လို့ပြောလို့ရတာပေါ့เนาะအဲဒါကြောင့်မဲအောင်နိုင်ကသူ့ရဲ့နေဆက်ဒေတာတွေများစွာကို အပီးပိုင် ဆုံးရှုံးသွားတဲ့အခြေအနေရောက်သွားပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကသူတို့ရဲ့ human chain နေမျိုးတွေကိုဒါလုံလုံချုံချုံခိုင်မာသွားစေခဲ့တယ်ပေါ့เนาะအဲတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဟို MND ဆိုလို့ရှိရင်လောက်ကန်ချင်းရှိကိုကုံချံမုံကူကုံလုံးပန်ဆိုင်ပန်ဆိုင်ချုပ်ပေါ့เนาะပြီးသွားပြီအဲအလုံးဝ AC ပဲသူကသူအုပ်ချုပ်ကောင်းကောင်းလုပ်တယ်เนาะ အရောဘတ် DNL ဆိုလို့ရှိရင်လည်းနန်ခမ်းကုတ်ခိုင်နံပါတ်2မန်တုံနံပါတ်3မိုင်းကုန်မိုင်းလုံးအိုင်မျိုးတွေအိုင်မျိုးတွေမှာ AC လှုပ်ရှားလို့ရတယ်အိုင်မျိုးကသူကသူအိုချိုကြီးတိဆော့အားမွေအဲဘလောက်တော့ပြောရင်ကောင်းတယ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့အဓိကကလွမြောက်နယ်မြေဖြစ်ဖို့လိုတယ်လွမြောက်နယ်မြေရဲ့စုံမုံနယ်မြေမတူဘူးဗျအဲ့ဒါအတိတ်ပဲချင်းကွာတယ်စုံမုံနယ်မြေဆိုတာကအဲ့ဒီနယ်မြေကိုကိုယ်အချိန်မြေပြန်ပြေးရနိုင်တယ်နောက်တစ်ခုကအဲ့ဒီနယ်မြေဒီဘယ်တော့မှမလုံခြုံဘူး လုံခြုံမှုမရှိဘူးအဲ့ဒါစိုးမိုးနေပြီချိန်မြေးရန်သူကဘုံနဲ့လာကျဲနိုင်တယ်ချိန်မြေးရန်သူကစစ်ကြောင်းတွေထိုးလာနိုင်တယ်အဲ့ဒါစိုးမိုးနေပြီလွမြောက်နေပြီဆိုတာအခုကျွန်တော်တို့ TNL ရဲ့ MND ရဲ့ရထားတဲ့နေပြီဒီအဲ့ဒါလွမြောက်နေပြီပဲအဲ့ဒါလွမြောက်နေပြီစစ်စစ်ပဲစစ်ကြောင်းလည်းထိုးလို့မရဘူးနေနဲ့လည်းလာဘုံကျဲလို့မရဘူးလာကိုထိလို့မရဘူးအဲ့ဒါလွမြောက်နေပြီပဲအဲ့ဒါကိုပြောချင်တယ်စိုးမိုးနေပြီဆိုတော့အဲ့လိုမဟုတ်ခုနကျွန်တော်ပြောသလိုပဲအဲ့ဒါကျွန်တော်တို့လေပိုင်းလို့ပါလို့တာစိုးမိုးနေပြီပေါ့နော် ကျွန်တော်တို့ဒီအာရခ data မှာရှိနေတဲ့တိန်းထားတဲ့မြို့တွေလည်းပြောရလို့ရှိရင်လွတ်မြောက်နေပြီစစ်စစ်မဖြစ်သေးဘူး။ဘာဖြစ်လို့ဆိုရန်သူရဲ့နှောက်ယှက်ဖျက်ဆီးခြင်းကိုကျွန်တော်တို့မကာကွယ်နိုင်သေးဘူး။ရန်သူရဲ့နှောက်ယှက်ဖျက်ဆီးခြင်းကအများအားရှိနေတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကလွတ်မြောက်နိုင်ပြီမဖြစ်သေးဘူး။အခုဒီပြောရတဲ့အထက်က MND နဲ့ DNL ကတော့လုံးဝလွတ်မြောက်နိုင်ပြီဖြစ်သွားပြီဆိုတော့ကျွန်တော်ပြောချင်တာအဲ့တော်လန်ကြီးရဲ့အောင်မြင်မှုတစ်ခုပဲ။အဲ့ဒီလိုပဲဒါတွေမကသေးဘူး။စိုးမိုးနေမီဒီယာလည်းအများကြီးပဲ။ အများကြီးမြို့ပေါင်း90ကျော်တိကျွန်တော်တို့ရှိထားတာပဲเนาะစုမိုးနယ်မြေမြောက်နယ်မြေပါအပါဝင်ပေါ့เนาะမြို့ပေါင်း90ကျော်တိအများကြီးပဲရှိတယ် KI မှာဆို14မြို့တိရှိတယ်ကျွန်တော်တို့ဟိုစကိုင်းတိုင်းမှာဆိုအင်တော်တို့ဘာတို့เนาะအဲဗမောက်တို့ခုနောက်ပိုင်းဆိုလို့ရှိရင်ဗမောက်တို့နောက်တစ်ခါချင်းပြည်နယ်မှာဆို15မြို့တိအများကြီးပဲကျွန်တော်တို့ထိန်းချုပ်ထားတာအဲ့တော့မြို့သူတို့ထိန်းချုပ်ထားတဲ့သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေပေါ့เนาะသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာကျွန်တော်တို့စုမိုးထားတဲ့ဒေသတွေအများကြီးပဲကျွန်တော်တို့ရွာတွေမှာစုမိုးထားတဲ့ဒါမျိုးတွေပေါ့เนาะ ဲ့တော့ပြောချင်တာကတခါတရံမှာစစ်ရဲ့သဘောတရားရကျွန်တော်တို့ကမြို့တွေတို့ဒေသတွေတို့ယာယီစုဖွဲ့ပေးလိုက်ရတာရှိနေပေမဲ့ရှိနိုင်ပေမဲ့တော်လိုင်းရေးတပ်တွေကတိုင်းပြည်ရဲ့ကုံသွေးရေးစစ်ရေးအချက်အချာကြတဲ့မြို့ပေါင်းမြောက်များစွာကိုတိမ့်ယူထားနိုင်ခဲ့တဲ့စံကြီးတစ်ခုကိုတင်ထားခဲ့ပါပြီเนาะအခုတော့ပြောရလို့ရှိရင်မင်းအောင်နိုင်အမှန်တကယ်ကိုအရှုံးကြီးရှုံးနေတဲ့အခြေအနေကဒီကိန်းကနန်းတွေကတက်တည်ပြနေရတယ်မင်းအောင်နိုင်နိုင်နေဆိုရင်ဒီမြို့တွေပေးเสียအကြောင်းမှမရှိရเนาะဟုတ်တယ်မလားသူ့လက်အောက်ကမြို့တွေပါသွားပြီလीအ ဘာမှလုပ်မရဘူးခင်ဗျာတကယ်စဉ်းစားတတ်လို့ရှိရင်သူတို့ဘောမတွေခင်ဗျာပျော်မဲ့တာပျော်နေတာစဉ်းစားတတ်တဲ့ကောင်နဲ့ရင်ထုမနာတွေဖြစ်နေတာမျိုးတွေပေးလိုက်ရတာเนาะထိလို့မရတော့သွားပြီအရာသွားမထိနဲ့ထိလို့မရတော့အဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကအုတ်ချုပ်ရေးတိဆောက်သူတို့လည်းဥရေတွေရေးဆွဲအဲ့ဒီကနေပြီးကျွန်တော်တို့ကတဖြည်းဖြည်းနဲ့တိုင်းပြည်လွတ်လပ်လာတဲ့အချိန်မှာ Federal ပြည်ထောင်စုတိဆောက်ဖို့အတွက်အဲ့နေမီတွေအဆင်သင့်ဖြစ်နေပြီအဲ့ဒါကိုပြောချင်တာเนาะအဲ့တော့တစ်ဖက်မှာရှမ်းပြည်နယ်ထဲမှာပေါ့เนาะရှမ်းမြောက်ထဲမှာအဲ့လိုမျိုး တရားဝင် MND နဲ့ DNL ကတရားဝင်နေနေအမြောက်အများကိုအပြစ်ရက်ပြီးတော့မှတရားဝင်ထိန်းချုပ်ခွင့်ရလိုက်တဲ့အခြေအနေတွေပေါ်မှာ SSPP SSC ပေါ့နော်သူ့ရဲ့အခြေလန်းတွေလည်းတိတက်ပို့ပြီးတော့မှညံဆန်လာဖို့အချိန်တန်ပြီလို့တော့ပြောချင်တယ်နော်ညံဆန်လာဖို့အချိန်တန်ပါပြီအဲ့တော့ရင်တော့ကတော့ကျွန်တော်တို့ဒီ SSPP ကနယူတော်လိုင်းအစောပိုင်းမှာဂျာနီလိုပုံစံမျိုးပေါ့ဗျာဒီလိုနေခဲ့တဲ့အခြေအနေပေါ့နော်အဲ့တော့တချို့လဲဝေဖန်မှုတွေရှိခဲ့တယ် SSPP ကတော့သူကတခုတော့ရှိရ NG လက်မမထိုးထားတာပေါ့နော် FNCC ပါအဖွဲ့ဝင်ပေါ့နော်ဒါ Federal သွားဖို့အတွက်သူတို့လက်ထာရည်ရွယ်ချက်ရှိပါတယ်နော်အဲ့တော့အဓိကကတော့လက်ရှိရထားတဲ့အကျိုးစီးပွားတွေမဆုံးရှုံးမှုရှိပြီးသားနေမြေတွေကိုဒါလုံခြုံစေဖို့သူရည်ရွယ်ခဲ့ပုံရပါတယ်နော်မပြတ်စည်းစေချင်တာပေါ့သူလက်ရှိဝမ်ဟိုင်းလို့ဘာလို့ပေါ့ဗျာဘုံချဲမှာကြောက်တာဟုတ်နော်ဒါပေမဲ့ဒီຫນွေဦးတော်လိုင်းရဲ့ရည်စီးကြောင်းမှာ MNDA နဲ့ TNL တွေလှုပ်လိုက်တဲ့ဟာကတော်တော်ကို ဒီ SSPP အတွက်တော်တော်ကိုဟင်ဟာဖြစ်သွားရတဲ့အနေအထားပေါ့နောက်ဆုံးမနာလိုဖြစ်တဲ့အထီတော်ဖြစ်သွားရတာပေါ့နော်အဲ့တော့သူတို့ရည်မှတ်ထားတဲ့နေမီတွေကိုကျော်လွန်ပြီးတော့တော့မှာနော်နောက်ဆုံးမှာရန်သူရဲ့ရန်စမှုကင်းတဲ့ဒေသအဖြစ်ပြီးပြီးပြင်းပြင်းခုပုံဖော်နိုင်လိုက်တာက SSPP အတွက်စဉ်းစားစရာကောင်းတဲ့ကိုအချက်တွေရိုက်သွင်းလိုက်တယ်လို့တော့ဖြစ်တယ်လို့တော့ကျွန်တော်ကထင်တယ်ပေါ့နော်ဒီတော့ SSPP အနေနဲ့လည်းဒီလိုအခွင့်အရေးမျိုးကိုလက်လွတ်ခံလို့မဖြစ်ဘူးဆိုတာကိုဒီနေရာမှာပြောချင်တယ် เนาะလက်ရှိ SSBB ရဝမ်ဟိုင်းလိုနေရာမျိုးကပဲပြည်ပြန်ထိန်းချုပ်နိုင်တယ်။ JD မိုင်းရှူကြောင်မဲတီဘောမိုင်းရန်တန်ရန်နံပါတ်2နံပါတ်2ဆိုပါသွားပြီเนาะပင်လုံးစတဲ့အဲ့နေရာတွေမှာပြောရလို့ရှင်မြို့တွေပေါ်မှာသူအုပ်ချုပ်ရေးမရှိဘူး။ URI bari အတော်တော်မှာအတော်တွေမှာပေါ့เนาะပြောအဲ့လိုနေရာတွေမှာပဲသူရဲ့ထိန်းချုပ်မှုတွေရှိတာပေါ့။တကယ်တမ်းရန်နေရာကြီးအုပ်ချုပ်ရေးရန်နေရာကြီးလက်ပတ်နေတာမင်းအောင်လိုင်းစေအောင်စုကလက်ပတ်နေတာပေါ့နော်အဲ့တော့အင်အားလည်းရှိတယ်နော်အင်အားကြီးတယ် တက်ဖွဲ့တစ်ခုလည်းဖြစ်တယ်။ဒါမဲ့အစားဖတ်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ပြီးတော့မှအခု MNDA တို့ TNL တို့လို့ကိုမျိုးကိုကိုချီကိုလက်နဲ့စီမံခန့်ခွဲနိုင်တဲ့အခြေအနေအင်တာမနေသေးတယ်ပေါ့နော်။အဲ့ပြီးခဲ့တဲ့တိုက်ပွဲမှာလည်း NAM2 နဲ့ NAM3 လို့ဒေတာတချို့ပေါ့နော်ဒါအဲ့မျိုးတွေဆိုပါသွားပြီ TNL ဘက်ကိုပေးလိုက်ရပြီနော်ဒါကဘာလဲဆိုတော့ SSBB တဲ့တင်ကန်းစာယူစရာပဲဗျာနော်ဒါတော့မှဒီ ဒီကြောင်မဲတို့နောင်ချိုတို့တီဘောတို့ဒါပြန်ပေးလိုက်ရလို့နော်ဒါပြောရင်ဒါရှမ်းနေနေတဲ့နေရာတွေနော်အဲ့တော့ပြောရင် TNL နဲ့ MND တို့ရဲ့အောင်မြင်မှုဟာ SSPB ကိုအားကျစိတ်ပေါ့နော်အားကျစိတ်ထက်လုံရဲကန်ရဲတဲ့စိတ်ကိုနှုတ်ဆက်ပေးနေတယ်ဆိုတော့တီချာပဲဗျစဉ်းစားကြည့်လေကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းကနော်ပြောရင်တမိုင်းဝင်ရှမ်းလူမျိုးတွေအများဆုံးနေထိုင်တဲ့အချက်ချမျိုးပြနော်မျိုးပြတွေဖြစ်တယ် ရှမ်းပြည်နယ်ရဲ့မြို့ပြရင်ကျေးမှုเนาะစီးပွားရေးတည်ယူပို့ဆောင်ရေးအလွန်အရေးပါတယ်เนาะရှမ်းတိုင်းသားတို့နေထိုင်ရနေမြေတွေဖြစ်တယ်ဗျာเนาะရှမ်းမြောက်ကเนาะအဲ့တော့ဒီမြို့တွေမှာနေထိုင်နေရှမ်းတွေကသူတို့လည်းဗျာဒီဟိုပြောရလို့ရှင်ကိုကျမကိုဖန်တီးကျင်တာပေါ့เนาะအကြံဖတ်စစ်ကောင်စီရဲ့ဩဇာအောက်ကနေလွတ်မြောက်ပြီးတော့မှာကိုကျမကိုဖန်တီးကျင်တာပေါ့เนาะအခုကျွန်တော်တို့ပလောင်လူမျိုးတွေလို့ကိုကန့်လူမျိုးတွေလို့သူတို့အဲ့လိုနေကျင်တာပေါ့အခုကတော့ပျော်နေပြီเนาะအခုအေးဆေးပဲဘုံမကျဲတော့ဘူးဟာဒါပေမဲ့စေတရီကတော့အမြဲတမ်းရှိနေရတာပေါ့เนาะ ။မဘာပဲဖြစ်ဖြစ်ဗျာကိုကျမပုံခံဒီခွင့်ရနေ။အတိုက်ယူလို့မရဘူးလို့ပြောနေတာတိုက်ယူထားတာပဲเนาะ။အဲ့တော့အခု TNL ကဒီမျိုးတွေပေါ့เนาะတကယ်ကျွန်တော်တို့ရှမ်းလူမျိုးတွေအများဆုံးနေထိုင်တဲ့မျိုးတွေကိုနိုင်ငံရေးဗျူဟာအရပေါ့เนาะပြန်ပေးလိုက်ပြီဆိုတော့ SSB အနေနဲ့เนาะဒီမျိုးတွေကိုဝင်ပြီးတော့မှပြောရလို့ရှင်ရှမ်းပြည်သူအုပ်ချုပ်ရေးကိုစတင်တည်ထောင်ဖို့တာဝန်အရပေါ့နိုင်ငံရေးအရပါအခွင့်အရေးအရပါအတုံးချဖို့အချိန်တန် ချိန်တန်ပြီးဒါအခွင့်အရေးကောင်းမယ်အဲ့ဒီနေရာတွေကဒီလာရှိုးပေါ့နော်ဒီတယောက်ကပြောတယ်ဟို MND ကိုကိုကန်နေအောင်အဲ့လာရှိုးကမင်းတို့ပိုင်တာမဟုတ်ဘူးမင်းတို့သွားမလို့နဲ့မင်းတို့နေရာမဟုတ်ဘူးမင်းတို့နေရာမင်းပြန်ဆုပ်ဆိုပြီးတယောက်ကပြောတယ်ဟုတ်ပြီအဲ့ဒါဆိုရင်လာရှိုးကြောင်မဲတီပေါ်နောင်ချူ SSGP သိမ်းနေပြအဲ့ဒါရှမ်းပိုင်နေတယ်ကတယောက်ဘာပြောမလဲတယောက်ဘာပြောမလဲကဲအဲ့ရှမ်းလိုမျိုးတွေပါအစင်ဆက်ပိုင်တာဗျာအစင်ဆက်လည်းအဲ့အတွက်တိုက်ပွဲဝင်ကြတယ်ဗျာတိုက်ပွဲဝင်ခဲ့ကြတယ်ကဲအဲ့ဒါကြောင့် SSB ကောင်းဆောင်တွေကို SSB တက်မတော်သားတွေကိုကျွန်တော်ဒီကနေတိုက်တွန်းနေတယ်ခင်ဗျားတို့ဒါအခွင့်အရေးကောင်းမယ်เนาะခွင့်အရေးကောင်းမယ်ဒီမျိုးတွေကဒါမဟာပြူဟာမြောက်ကစားပွဲရနေခင်ဗျားလွတ်မြောက်လာပြီเนาะခင်ဗျားတို့ရဲ့အုပ်ချုပ်ရေးအောက်ကိုလှိုက်လိုက်လေလေရောက်လာဖို့စောင့်ဆိုင်နေတဲ့မြို့တွေကြီးဗျမင်းအွန်လိုင်းအုပ်ချုပ်ဖို့အတွက်စောင့်ဆိုင်နေတဲ့မြို့တွေမဟုတ်ဘူးခင်ဗျားတို့ရှမ်းလူမျိုးတွေအုပ်ချုပ်ဖို့အတွက်စောင့်ဆိုင်နေတဲ့မြို့တွေပါဗျာเนาะအဲ့တော့ခင်ဗျားတို့ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချဖို့လိုအပ်တယ်ဗျာเนาะအဲ့တော့ ပြောချင်တာကဒီမျိုးတွေကိုခင်ဗျားတို့ဝင်ယူပြီးတော့မှရှမ်းပြည်သူတွေရဲ့လုံခြုံရေးကိုခင်ဗျားတို့အာမခံချက်ပေးပါဒီမျိုးတွေကနေရှမ်းပြည်နယ်ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကိုပြည်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 စတင်လိုက်ပါ TNL နဲ့ MND တို့လိုပဲကိုခွန်ကိုအားနဲ့ကိုဘာသာကိုတိုက်ယူရရှိလာတဲ့မြို့ပြဒေသတွေကနေပြီးတော့မှနိုင်ငံရေးရခင်ဗျားတို့ဩဇာအာဏာကိုအခိုင်အမာတိစောက်လိုက်ပါဗျာเนาะအဲ့လိုမှမဟုတ်ရင်ဒီရေးပါတဲ့မြို့တွေကဗမာမိစ္ဆာစစ်အုပ်စုကပြန်လည်ထိန်းချုပ်မှုအောက်ကိုရောက်သွားလိမ့်မယ် အဲ့ကြိုင်ကလည်းခတ်မယ်ဒီလိုအခြေအနေမျိုးကအချိန်ခါကောင်းမယ်နော်အခုကကရှမ်းပြည်ဖက်ဒရယ်အိမ်မက်အတွက်အချိန်တွေပေါ့နော်ဒါအချိန်ခါကောင်းပေးနေတဲ့အချိန်ဖြစ်တယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ကျွန်တော်ကြာသွားမယ်ကြာသွားမယ်နော်တော့ဒါကတော့ကျွန်တော်တိုက်တွန်းတာပေါ့နော်ဒါပေမဲ့အခုထွက်လာတဲ့သတင်းတွေအရာလဲစော်မယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ကြားနေရတယ်ဟုတ်မဟုတ်တော့မသိဘူးနော်သတင်းတွေအရာပေါ်လာဟာလာလဲဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့စဉ်းစားကြည့်တာပေါ့နော်ကျွန်တော်ရှမ်းကောင်းဆောင်တယောက်အနေနဲ့စဉ်းစားကြည့်ဒါအခွင့်အရေးကောင်းပဲဗျာ တော့တိုက်ပွဲဝင်နေတာပဲနောက်ပြီးတော့ဒီမျိုးတွေကိုသိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတနေရာထဲမှာပဲတိုက်ပွဲဖြစ်တာမဟုတ်တနိုင်ငံလုံးဖြစ်နေတာဒါအခွင့်အရေးကဟိုကျွန်တော်တို့အေဟိုတင်းလိုက်တန်းနေစပြီးတော့ဟိုကချင်ပြည်နယ်ပူတာအုပ်ထိတိုက်ပွဲဖြစ်နေတယ်ပဲဒီလိုအချိန်တွေမျိုးမှာကိုယ့်ရဲ့ရှမ်းလူမျိုးတွေနေထိုင်တဲ့ဒေသတွေကိုအုပ်ချုပ်ရေးကိုကိုယ်တိုင်မတီးဆောင်နိုင်ကိုယ့်ဩဇာကိုမတီးဆောင်နိုင်ဘူးဆိုရင်အခွင့်အရေးကြီးမားစွာဆုံးရှုံးမှုဖြစ်တယ်ဆိုတော့ပြောချင်တယ်အဲ့တော့ MND တို့ DNL တို့ကြည်ကြည် ဘုရားတို့ကစားဝါတာတွေ့လားစီရေးအောင်မြင်မှုကြီးကြီးနဲ့နိုင်ငံရေးပြရားကြီးကြီးကိုတုံးဝါတာမင်းရှုံးတာမဟုတ်မင်းအောင်လည်းရှုံးသွားတာအဲ့တော့ခင်ဗျားတို့လည်းအဲ့လိုလုပ်တဲ့နဲ့အချိန်ကာကောင်းပဲတကယ်ကိုအချိန်ကာကောင်းပါဘာမှခင်ဗျားတို့ဘာမှမနေနဲ့တော့ဒါလေးပြောချင်တာအဲ့တော့အခုတော့တည်င်းနေရဘယ်လိုထွက်နေလဲဆိုတော့ SSBB ရဲ့စိုင်းဆဲဥဆောင်တဲ့အဖွဲ့ကတီဘောကြောင်မဲ့နောင်ချိုပြန်ပြီးတော့မှတိုးစစ်ဆင်ဖို့အတွက်လုပ်နေတယ်လို့သတင်းတွေကြားရတယ်ပေါ့နော် နောက်ပြီးတော့ TNL ကောင်းဆောင်နေတဲ့မိုင်းလားမှာတွစ်ဆုံနေလို့လည်းကြားရတယ်။စေပူပေါင်းနေမှုတွေလှုပ်ဆောင်နေတယ်လို့လည်းသတင်းတွေကြားရတယ်။အော်ပြောချင်တာတော့ဒီတစ်ချီမှာ SSPP နေနဲ့ဘယ်သူမှမဆောင်နေတော့မျော်ကိုးစရာလည်းမလိုခင်ဗျားတို့တိုက်ပွဲဝင်နေပြီ။တကယ်ကိုတိုက်ပွဲဝင်နေပြီ။တန်ခါကြီးတွေကြိုင်ပြီးတော့မှဗမာစစ်တပ်ကပြကိုရှမ်းလူမျိုးလာပြီးကြုံပြူတော့ခင်ဗျားတို့လက်ခံမနေပါနဲ့နော်။အဲ့တော့ကျွန်တော်ညီကုန်းချုပ်ချင်တာက TNL MNDA ဒီအဖွဲ့တွေကသူတို့ရဲ့နိုင်ငံရေးနေနေအုပ်မြစ်ကိုအခိုင်အမာခြာပြီးသွားပါပြီ။ အခု SSBB အလဲကိုရောက်လာပါပြီခင်ဗျားတို့ပိုင်ပါတယ်ဆိုတဲ့နေရာကနေပြီးတော့မှဒီ MNDA တို့ DNL တို့ကဆွတ်ခွာပေးလိုက်ပါပြီအော်ခင်ဗျားတို့ပြန်တိုက်ယူပါနော်ဒီချိန်ကအကြက်ဖက်စစ်ကောင်စီအင်တန်မှအလွန်မင်းအင်အားနှိမ့်ကြနေတဲ့အချိန်အခွင့်အရေးကောင်းအချိန်ဖြစ်ပါတယ်နော်အဲ့တော့ SSBB အနေနဲ့အခုလိုနိုင်ငံရေးစီရေးအရေးပါတဲ့မျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်ချင်းဖြင့်ကိုယ့်ရဲ့အင်အားနဲ့ရည်တည်ချက်ကိုပြသပါရှမ်းပြည်ဖက်ဒရယ်အိမ်မက်ကိုအကောင့်ထဲပို့ဖို့ ကြီးမားတဲ့ခြေထမ်းကိုလှမ်းသိမ့်ပြီလို့ကျွန်တော်တိုက်တွန်းခြင်းနေဗျာเนาะအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုကတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ